တိုင်ကောင်းခြင်းနဲ့စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်စိတ်ဓာတ်ပြင်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာ ကောင်းရချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာ ကောင်းတဲ့အပြစ်ကင်းပြီးကောင်းရွှေချမ်းသာလေးကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်တော့ကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆို စီဝဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ရတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမင်းပြောကြကလက်ချာနော်ဘမပြေရလူတွေသာဒီလိုပြောတာမဟုတ်ဘူးဘမစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါ်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်ဥစားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစီရင်ကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာဆိုချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ် အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လူတွေဆိုတာမမေ့ဖို့ပေါ့နော်မမေ့ဘူးအဲ့တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တန်ဟောထားပုံလေးချင်းကံကောင်းနေဆိုတာကုသနာမှာကုသတရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်။ဘာလို့လို့ဆိုရင်အနဝိဇ္ဇဒုက္ခဝိပါဒလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့။အဲ့ဒီကုသတရား ုတ္တနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရဲ့မေ့ကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်ပဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမှန်တမ်းမများအဲ့တော့ စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်။ယေရှုဘုရားရဲ့အဆုံးမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှု စိတ်ဝင်စားမှု နေပါတာဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆို။ဆိုတော့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင် ကိုအိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလို့ချင်မှလုပ်ပါလိမ့်စိတ်ဝင်စားပန်းလေးဘုလည်းစိတ်ဝင်စားဥပုံနေဥပုံဆောင်ဘုလည်းစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆွမ်းလောင်းဖို့ဆိုစိတ်ဝင်စားအဲ့ဒီတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစိတ်တတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်စရာတော်တရားဟောဟောမြတ်စွာဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ် ွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာဏ်တိုးအောင်နာမယ်ရေရမောရလို့ဆိုတဲ့အတွေ့အကြုံနဲ့မတွေ့ပါနဲ့နော်ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာဏ်ရဖို့နာအနုဟုဆို၎င်းအကြောင်းခံပြီးဘလုံးလာငုတ်တုတ်ထိုင်မလို့အတိညာဏ်ရမှတန်ဖို့ရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ တရားတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်ထမ်းနေယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုတဲ့စိတ်သဘောတရားကို ပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအဝိဇ္ဇာဆိုတာလူတိတိမတိတိဒီလောက်ဟာအလိုလူမလောက်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုး မထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆန်ဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်ဟာဖျောင်းနိုင်မေးလေးထွန်းတိုင်းလှတဲ့ထင်ပြီးတော့မိမိတောက်ထဲကို ခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နဲ့ရှဲကနေဆိုမိတောက်နာခံရတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သည့်အတွက်ကြောင့်သက်ဆုံးသွားအေးမကောင်းမှုလုံးဝမမကြောက်ဘူးပဝန်းကျင်ကိုဂရုမစိုက်ဘူးအဲ့တော့ကဲဆိုတဲ့လူတွေပေါ့နော်ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုပဝန်းကျင်ကိုလူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပတ်ဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာ ဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်ဆွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုတော့ဘယ်လိုဆွဲမယ်ဆိုစောပါသေးတယ် เนาะซ้อบาเตยซ้อနေတဲ့အချိန်ဆိုရင်ซ้อသေးတယ်ဟောญาติဥရုကအေးလို့ရှင်တယ်ญาติဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာအပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လောက်ပဲလုံလို့ကိုကစောစီဒီရအောင်လုပ်ပြီးတော့ကိုလုံပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရအောင်နော်အဲ့လိုလုံလုံတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေကအလူပွဲတပွဲလူတယောက်ရောက်လာ ရောက်လာတဲ့အခါဝေယဝိဆတ်လှုပ်ဆရာတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ချင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းနော်ဝေယဝိစာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆားနေသေးတယ်ဆိုတာဟုတ်တယ်မိသူထမင်းကြွေးကြထမင်းစားပြီးတဲ့အခါအာလှုပ်เสียရှိတယ်လေအများကြီးကျုပ်လှုပ်ချင်တယ်ဗျာဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းစားတော့ကလည်းဆားလို့လို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း ပြင်းထူခြင်းပဲဖြစ်တယ်။လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းပြင်းထူခြင်းဖြင့်ကြီးပွားတိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်နေသဘောထားတွေကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုံးဖက်တက်တက်ကြွကြွချိုးစားအထုံမင်းဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လို့ အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလုံးတဲ့နာနဲ့မလုံးတဲ့နာမစဉ်းစားတတ်ဘူး